ဲ့တော့ chapter 4ရဲ့ session B session B မှာလည်းသူကဇမပု္ပ္ပာလေးတွေကိုအစဉ်တိုင်းလေးပဲဆင်ထားတယ်။အဲ့တော့ဒီဟာလေးကအလွယ်ဆုံးပေါ့နော်။ဒီပု္ပ္ပာလေးကတွက်နေကြပုံစံလေးပါပဲ။အဲ့တော့သူ့မှာဇမတို့ဘာရှိလဲဆိုတော့ဘတ်တာနှစ်ခုပေးထားပြီးတော့နှုတ်မယ်ပေါ့နော်။ minus လုပ်မယ်။ဒီဘတ်တာနှစ်ခုကို ရှာခိုင်းတာက 2a ဘတ်တာ negative minus b ဘတ်တာပေါ့နော်။နှုတ်မယ် b ဘတ်တာနှုတ်မယ်။အဲ့တော့ 2a ဘတ်တာဆိုတော့2နဲ့ း A ဘက်တာနဲ့မြှောက်လိုက်မယ်ဟာကျွန်မတန်းရေးလိုက်မယ်5ကိုအတူနဲ့မြှောက်တော့ tan -2 ကိုအတူနဲ့မြှောက်တော့ -4 4ကိုအတူနဲ့မြှောက်တော့8 minus b ဘက်တာဒီ3 negative negative 6 1အဲ့တော့သူတို့နှစ်ခုကိုဆက်ပြီးတော့ရှင်းလိုက်တော့10 minus 3ဆိုတော့7 minus 4 minus minus 6ဆိုတော့ plus 6ဖြစ်သွားတယ်အဲ့ဒီကြောင့်2 8 minus 1ဆိုတော့7အဲ့တော့ answer လေးက 7 7ရမယ်အဲ့တော့ဆရာမဒါလေးကိုနံပါတ်တန်ပုံစံလေးဆိုတော့ answer ဆိုပြီးတော့မှ 2a better minus b better equal 7 to 7အဲဒီလိုလေး ဖြည့်ပေးလိုက်မယ်ပေါ့နော်နောက်တစ်ပုဒ်က p2 ရဲ့ p2 better ရဲ့ modulus ကိုရှာခိုင်းတယ်မဂနီကျူတန်ဖိုးကိုရှာခိုင်းတယ်အဲ့တော့ဆရာမ p2 better လေးကိုအရင်ရှာမယ် ကျူတဲကနေ p ကိုနှုတ်မယ်ဒါကြောင့်ကျူအမှတ်က1 minus 3 1 minus 1 3 minus 2ကျူတဲကနေ p ကိုနှုတ်လိုက်တာဒါလေးတွေက column butter အနေနဲ့မပေးထားလို့ကိုကမျိုးလုံးကတစ်မျိုးမြင်နေဒီလိုမျိုး column butter 3 1 2 1 1 3ဆိုပြီးပြင်လိုက်ပါเนาะတမတ်တန်ပုံစံနံပါတ်တန်ပုံစံဆိုတော့အလောက်ကြီးခြာရေးမနေတော့တော့ဗောနော်1-3ဆိုတော့ -2 1-1ဆိုတော့0 3-2ဆိုတော့ 1အဲ့တော့သူ့ရဲ့ magnitude ကိုရှာမယ်ဆိုတော့ square root of minus 2 square plus 0 square plus 1 square minus 2ကိုနှစ်ထပ်တင်တာက4 1ကိုနှစ်ထပ်တင်တာက1 4နဲ့1နဲ့ plus လုပ်လိုက်တော့5ဆိုတော့ root 5ဒါကြောင့် answer က P2 ဘတ်တာရဲ့ magnitude တန်ဖိုးသည် root 5 point A နဲ့ point B က position vector တွေဖြစ်တယ်တဲ့ဆိုတော့အဲ့ဒါတွေက OA vector OB vector ကိုပြောတာပေါ့နော်အဲ့တော့ဆံမလိုချင်တာက AB vector ရဲ့ magnitude တန်ဖိုးအဲ့တော့အရင်ဆုံး AB vector ကိုရှာမယ်နောက်နောက်ရဲ့ point က B ဆိုတော့ B တွေကနေနှုတ်မယ်ဒါကြောင့်2 1 3 minus minus 1ဆိုတော့ plus 1ဖြစ်သွားပြီ minus 3 minus 0 2 minus 1ဆိုတော့1 for minus 3 and our magnitude of ab beta equal to square root of 1 square plus 4 square plus negative 3 the whole square equal 1 square ဆိုတော့1 4 square ဆိုတော့16သုံးနှစ်ထပ်က9အဲ့ဒါပေါင်းလိုက်တော့25 ဲ့တော့25ဆိုတော့ answer က5ရမယ်ထွက်သွားတော့ပေါ့နော်အပြင် rule ထွက်သွားတော့အဲ့တော့ magnitude of ab vector modulus of ab vector equal to 5 answer လေးက5အဖြစ်အဖြစ်5ရမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ dimmer ဒီမှာ1 square က1 4 square က16 1 square 1 4 square 16သုံးနှစ်ထပ်က9အဲ့တော့ပေါင်းလိုက်တော့ root 26အဲ့တော့သူ့ရဲ့အဖြေက answer က magnitude of modulus of ab beta equal to root 26 modulus of a beta modulus of b beta ပေးထားတယ်သူတို့နှစ်ခုကတောင်းပန်ကြတယ်လို့ပြောတယ်ပြီးတော့ကြတော့ရှာခိုင်းတာကဒီကောင်လေးပေါ့နော် a beta minus b beta cross a beta plus b beta အဲ့ဒါရဲ့ magnitude တန်ဖိုးရှာခိုင်းတယ်အရင်ဆုံးဆီမဒီ magnitude မရှာခင်ဒီအတွင်းထဲဟာကိုအရင်ရှာဖို့အတွက်ခြာရေးလိုက်ပြီးတော့ဝင်းမြောက်မယ်ပေါ့နော် a beta အေဘတာနဲ့ဘယ်သူနဲ့မြောင်မလဲဆိုရင်အေဘတာနဲ့မြောင်မယ်နောက်တစ်ခါရှေ့ရအေဘတာနဲ့နောက်ကဘီဘတာနဲ့မြောင်မယ်ပြီးရင်အပေါင်းရှေ့ရ negative ဘီဘတာနဲ့နောက်ကအေဘတာနဲ့မြောင်မယ်ပြီးရင်အပေါင်းရှေ့ရ negative ဘီဘတာနဲ့နောက်ကဘီဘတာနဲ့မြောင်မယ်အဲ့တော့ဆီယမဒီမှာ အေဘတာနဲ့အေဘတာနဲ့မြောက်တာက0ဘတ်တာရတယ်။ပပန်တကူလားအဲ့ဒါနော်အေဘတာအေဘတာမြောက်တာ0ဘတ်တာရတယ်။ပြီးတော့ဒါလေးကအေဘတာ B ဘတ်တာ cross B ဘတ်တာအတော်ရလေးပြီးရင်ဒါကိုလဲဆီယမကနေရာလှည့်လိုက်ရင် negative ပျောက်သွားပြီဆိုတော့ဒီလိုနဲ့အတူတူပဲ။နော် plus ဒီနှစ်ခုကလည်းနေရာလှည့်လိုက်တဲ့အခါမှာ0ဘတ်တာပဲသွားပြီးဖြစ်မယ်။အဲ့တော့ဒီမှာဒီနှစ်ခု မြောက်ထားတာကခုပေါင်းနေဆိုတော့2 a beta cross b beta အဲဒီလိုရမယ်အဲ့တော့ဆ iam မလိုချင်တာကဒီကောင်းရဲ့ magnitude modulus လိုချင်တာအဲ့တော့ဒါလေးကိုဆ iam ဒီလိုလေးပြင်လိုက်မယ် a beta cross a beta plus b beta a beta plus b beta modulus ယူလိုက်တယ်အဲ့ဒီဘက်ညီမချင်းကိုလည်း modulus ယူမယ် เนาะ modulus ရယ် you write dot 2ကအပြင်ကိုထုတ်လိုက်လို့ရပြီ a beta cross b beta သည် magnitude of a beta magnitude of b beta နဲ့အတူတူပဲเนาะအဲသူတို့နှစ်ခုဒီ a beta cross b beta a beta cross b beta ရဲ့တန်ဖိုးကို modulus of a beta modulus of b beta နော် magnitude magnitude ယူထားတာ a cross a beta cross b beta ကို magnitude ယူထားတဲ့တန်ဖိုးက modulus of a beta modulus of b beta နဲ့အတူတူပဲဆိုတော့2ဒီနှစ်ခုကိုမြှောက်လိုက်တော့2နဲ့3နဲ့ဆိုတော့နဲ့3နဲ့6 6တန်း6နဲ့2နဲ့ဆိုတော့ထွဲရမယ်။ဒါကြောင့် answer ကအဖြေကဘယ်လိုရအောင်လဲဆိုရင်သူလိုချင်တဲ့ A ဘတာ minus B ဘတာ cross A ဘတာ plus B ဘတာသည်တွဲဆိုတဲ့ answer လေးအဖြေအဖြေလေးရမယ်ပေါ့နော်ဘတာနှစ်ခုကြားက angle angle between two butter ဆိုပြီးဘတာနှစ်ခုကြားက angle ကိုရှာခိုင်းတယ်အဲ့တော့ဘတာနှစ်ခုကြားက angle ရှာဖို့ရအတွက် formula မှတ်မိရမယ်ပေါ့နော် ဲ့တော့ formula ကဘာလဲဆိုရင် cos theta equal to ဆရာမ dot product နဲ့သုံးမယ်ဒါကြောင့် a beta dot b beta divided by modulus of a beta modulus of b beta အဲဒီ formula လေးကိုသုံးမယ်အဲ့တော့ဘာတွေရှာရမလဲနော် dot လဲရှာရမယ်အဲ့တော့ a beta dot b beta ကိုအရင်ရှာမယ်ထောက်လုံးမယ်ဆိုတော့နှစ်ခုကိုဒဲပြောင်မှာ3လေးလီ7 plus 4 3လီ7ဆိုတော့24 ပြီးရင်နောက်တစ်ခါတခုချင်းစီရဲ့ magnitude ကိုရှာမယ် modulus of a vector ကိုရှာမယ်အဲ့တော့3နှစ်ထပ်ရဲ့4နှစ်ထပ်ရဲ့ဆိုတော့3နှစ်ထပ်က6 4နှစ်ထပ်က16 16နဲ့6နဲ့ဆိုတော့25 root 25ဆိုတော့5 b vector လည်းတူတူပဲ square root of 4 square 3 square ဆိုတော့တွက်နေစရာမလိုတော့ဘူးသူလည်း5ပဲရမယ်ဒါကြောင့်ဒီမှာလာထည့်မယ် a vector dot b vector က24 အောက်က modulus of evader က5 modulus of evader ကလည်း5เนาะအဲ့တော့5နဲ့5နဲ့5နဲ့မြောက်တာက25အဲ့တော့အဖြေက24 over 25ဒီ cos ဒီကလိုချင်တာတိတာဆိုတော့ cos inverse ဆိုပြီးတော့တွက်မယ်အဲ့တော့ calculator လေးနှိပ်ပါမယ် cos inverse နှိပ်ဖို့ရာအတွက်ဒီမှာပါ cos ကို inverse ယူခြင်းနဲ့ဆိုရင် shift နဲ့တွဲနှိပ်တယ် shift cos 24 over 5ကိုနှိမ့်မယ်24 divided by 25 equal ဆိုတော့16.26 degree အဲ့တော့ answer သည်16.26 degree calculator သုံးမှရပါတယ်အဲ့တော့ answer လေးကအဖြေကသူလိုချင်တဲ့ angle တိတာက16.26 degree ဒီတပုတ်လည်းအတူတူပဲเนาะဒီတပုတ်ရဲ့ပုံစံนี้လဲဆနာလိုပဲ cos theta angle ကိုရှာမယ် a beta dot b beta ဒီ modulus of a beta modulus of b beta အဲ့တော့ဆ iam ကအပေါ်ဟာက၃ညဖြစ်ခဲ့ရင်အောက်ကဟာဒီရှာနေစရာမလိုတော့เนาะအဲ့တော့ကြည့်ရအောင် a beta dot b beta equal ဒဲမြောက်မှာဆိုတော့ဘာနဲ့ဘာနဲ့မြောက်မလဲဆိုရင်1နဲ့1နဲ့မြောက်တော့1ပြီးတော့အပေါင်း 1နဲ့ -1 နဲ့မြောက်တော့ -1 အဲ့တော့0ဖြစ်သွားပြီအဲ့တော့ဆက်ပြီးတော့ဒီ magnitude of modulus of a beta တွေ modulus of b beta တွေရှာနေစရာမလိုတော့ဘူးဘာလို့လဲ pin wave 0ဖြစ်သွားပြီ pin wave 0ဖြစ်သွားရင်0ပဲပေါ့ cos theta equal to 0တရား equal to မမှတ်မိရင် calculator လေးကိုနှိပ်လိုက်ပါမှတ်မိရင် constant ပို့0ဖြစ်စေတော့ angle ဒီနေရာပါ pin over 2เนาะဒီနေရာမှာ အစ်စတန်ဘိုးကမရှိဘူးဝိုင်တန်ဘိုးပဲရှိတယ်0.1ဒါကြောင့်မို့လို့ pin over 2တိရာ equal to pin over 2 90 degree เนาะအဲ့တော့အဖြေကိုနှမျိုးစလုံးရေးပေးလို့ရတယ် pin over 2ရေးလဲရတယ်90 degree ရေးလဲရတယ်အဲ့တော့ answer က pin over 2 or 90 degree အဲ့တော့ဆရာမတို့ကမမှန်မိဘူးဆိုလို့ရင်ဘယ်လိုလုပ်မလဲ calculator နှိပ်မယ်ဆိုရင်စနားလိုပဲနှိပ်လိုက်ပေါ့ shift cos inverse 0 90เนาะဒါဆရာမဒီဂရီတည်းဝင်ထားတာဆိုတော့90နဲ့ပြောတယ်ဆရာမ radian mode ထဲဝင်ထားတာဆိုရင် pi over 2နဲ့ပေးလိုက်မယ်